အားလုံးမင်္ဂလာပါရှင်။ကတ္တမလီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေ။ပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ပုံပြင်လေးကတော့ညကလေးသုံးကောင်နဲ့အဖိုးဦးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါရှင်။ပုံပြင်လေးကိုတင်ဆက်မပေးသေးခင်မှာ channel လေးကို subscribe လေးလုပ်ထားပေးပါဦးရှင်။ဒီနောက် notification bell လေးကိုပါနှိပ်ထားပေးခဲ့ပါဦးနော်။ဟုတ်ကဲ့ဒါဆိုရင်တော့ပုံပြင်လေးကိုစတင်လိုက်ပါတော့မယ်။ ရှိရှိတော့ငါပေါ့ကွယ်။မြေပြင်းအပူပိုင်းဒေသမှာအလူစင်းရလာတဲ့အကလေးကဆူတဲ့မုံဆိုးရလေးတရားရှိတဲ့။ရွာသူရသားတွေကမုံဆိုးလုံးကိုသဘောကျနှစ်သက်လို့လုံခိုင်နေကြတာတော့မဟုတ်ဘူးပေါ့ကွယ်။မွေးရရှားပါလို့မပြောဘာသိညာမှစိုက်ပျိုးဖြစ်ထုံးမှုမရှိရကြောင်းဝမ်းဆောင်ရည်အတွက်မုဆိုးအလုပ်ကိုလုပ်နေကြရတာပေါ့အဲရီအကလင်ကဆိုတဲ့ရွာလေးမှာ အလွန်အတွေးခေါ်နေပါပြီးတော့တောင်းဝလုံလာတဲ့မုံဆူလေးမောင်ကာကာတို့မိသားစုနဲ့နေထိုင်တဲ့ကွယ်မောင်ကာကာလေးကအလွန်ကိုတောင်းအပ်ပြီးတော့နေစဉ်အခါကပညာသင်ကြားစင်မှာဆရာကြီးကိုကျောင်းသားအလုံးကကာကာလေးကအလွန်တောင်းအပ်လို့ကြောင်းလာရောက်တိုင်ကြတဲ့ဒါပေမဲ့ဆရာကြီးဥဝင်ကကလူပညာရှိအောင်မလို့ကာကာလေးကိုစံသက်ဖို့ဆုံးဖြတ်ပြီးတော့ခေါ်လိုက်တော့တာပေါ့ကာကာလေးရောက်လာတော့ ဆရာကြီးကကားကားလေးကိုမေးရတာပေါ့ကွယ်ကားကားလေးရေဆရာမေးဆရာရှိလို့ကွယ်အဲဒီလိုအစချီလိုက်တော့ပေါ့ဘသူမှဂယုဆိုင်မခံရတဲ့ကားကားလေးကသူ့ကိုဆရာကြီးကမေးဆရာရှိရဲဆိုတော့အင်မတန်ဝမ်းမြောက်သွားပြီးတော့မေးပါဆရာကြီးကျွန်တော်စူးစမ်းပြီးဖြေပါမယ်အဲဒီလိုပြန်ပြောလိုက်တော့ပေါ့ဘေးမှာလဲတခြားចောင်းသားတွေရောဝိုင်းအောင်ပြီးတော့စိတ်ဝင်တစားကြည့်နေကြတာပေါ့ ဆရာကြီးကလောကမှာအတူဆုံးတရားကိုပြောပါလို့မေးလိုက်တဲ့။ကာကာလေးကအပြုံးမပြတ်ပဲနဲ့ကိုယ်စိတ်တိုင်းကြလောက်ကိုက်ချင်းပါပဲဆရာ။အဲဒီလိုဖြေးချလိုက်တဲ့ကွယ်။ဘေးကနေဝမ်းကြည့်နေကြတဲ့ចောင်းသားတွေကဝမ်းပြီးတော့လှောင်ကြီးကြတော့တာပေါ့။အဲဒီကဆရာကြီးကစပွဲကိုတိတ်လုံးနဲ့ယာရင်နဲ့ကာကာလေးဖြေးတာမှန်တယ်လို့ပြောလိုက်တဲ့။အဲဒီဖြေးကိုမကျင်းနေကြတဲ့ចောင်းသားတွေကဘာလို့လဲဆရာ။ပြန်ပြီးကြတော့တာပေါ့ကွယ်။ အဲရီကာဆရာကြီးကចောင်းသားများထဲမှာစာအတော်ဆုံးចောင်းသားကိုခေါ်ပြီးတော့ចောင်းသားလေးရဲ့လက်ကိုအက်ကလေးနဲ့အသာထိုးလိုက်တဲ့ចောင်းသားလေးကလည်းအားဆုပြီးတော့ထောက်អော်လို့တော့ပေါ့ဒီတော့ဆရာကြီးကမီးတော့တာပေါ့ကဲအဲ့နဲ့ထိုးအောင်ကြိုက်လားအဲရီလုံမီးတဲ့ចောင်းသားလေးကလည်းအဲ့နဲ့ထိုးခံရတဲ့လက်လေးကိုအသာဖိရင်နဲ့ဆရာရဲ့ဘဲကြိုက်ပါမလဲကျွန်တော်ကအဲ့နဲ့မပြောနဲ့နင့်လည်းရောက်လို့ခေါင်းမော်နေထိုးရင်တော့မကြိုက်ဘူး အရေးလိုပြန်ပြေးလိုက်တဲ့တွေကဆရာကြီးကကဲဒါဆိုမင်းတို့ရောကိုမကြိုက်တာလုံးရင် မတရားဘူးလို့ထင်နေမို့လားဒီလိုဆိုကိုသဘောကျတာကိုလှုပ်တာကတရားတာမဟုတ်ဘူးလားအရေးလိုပြောရင်လည်းသဘောကျစွာရှိမောလို့တာပေါ့ဒီလိုဆိုတော့လေကာကာလေးကမတုံ့အပြန်ဘူးပေါ့ဒီလိုနဲ့ចောင်းသားတွေအိမ်ပြန်ကျရောက်တော့ဆရာကကာကာလေးကိုမှားချလိုက်တယ်တဲ့ကဲကာကာလေး မင်းကြိုက်တာလုပ်ပြီးတော့တရားအောင်နေဖို့ကွယ်ကကလေးလည်းမိဘအိမ်ပြန်ရောက်ပြီးတော့သုံးနှစ်သုံးမို့မိဘကိုလှုပ်ကြွေးပြုစုနေခဲ့တော့တာပေါ့ဒီလိုနဲ့တနည်းတော့ကကလေးရဲ့မိဘတွေကကကလေးကိုတခြားတနည်းကတန်ခါတဲ့တယောက်ရဲ့သမီးဖြစ်တဲ့နှောင်းနှောင်းဆိုတဲ့အလွန်ညံ့များတဲ့မိကလေးနဲ့လက်ဆက်ပေးလိုက်တဲ့အိမ်တော်ကြပြီးရတဲ့ကကလေးကမိမဖြစ်သူရဲ့လုပ်ငန်းဖြစ်တဲ့တန်ခါလုပ်ငန်းကိုတော့ လောက်ကရတဲ့ကွယ်ကာလေးကငါဖန်သမားရဲ့သားမဟုတ်ပဲဘလို့လို့ငါဖန်တက်ပါမနဲ့ဒါပေမဲ့ကာလေးကသူငါမဖန်တက်တာကိုသတိမရဘဲနဲ့ငါဖန်ဖို့ဆိုပြီးတော့ကန်းဆန်းစီကိုပိုက်ကိုယူကာထွက်လာခဲ့တဲ့ကန်းဆန်းရောက်မှငါမဖန်တက်တာကိုသတိရသွားလို့ရပေါ့ဒါနဲ့ဘာလို့ရမှန်းမသိဖြစ်ပြီးတော့တွေ့ဝေငေးမောနေတဲ့ အဲရီကဆရာကြီးပြောလိုက်တဲ့စကားကိုတတိယသွားတော့တာပေါ့ဆရာကြီးမှလိုက်တဲ့စကားကကိုကြိုက်တာကိုလုပ်ပြီးတရားအောင်နေအဲရီစကားပေါ့ကွယ်ဒီလိုနဲ့ကားကားလေးကငါမဖက်ဖက်နဲ့အိမ်ပြန်ခဲ့တဲ့အိမ်ပြန်ရောက်တော့မိမဖြစ်တဲ့သူကငါမဖမ်းခဲ့ဘူးလားလို့မေးတော့တာပေါ့ဒီတော့ကားကားလေးကလည်းငါမတွေ့ခဲ့လို့ပါလို့ပြန်ပြေးလိုက်တယ်တဲ့ဒီတော့မိမဖြစ်သူကလည်း ူများတို့ရောက်ရသေးရမယ်လို့ပြောပြီးတော့ဂါဂါလေးကိုလိမ်နေရလို့တင်းသွားတော့တာပေါ့ကွယ်တကယ်တော့ဂါဂါလေးကမနိုင်ခဲ့ပါဘူးဂါဂါကရေထဲမှာမစင်းခဲ့တာဘလို့လို့ငားတွေးပါမလဲနောက်တနေ့ရောက်တဲ့အခါဂါဂါလေးကမိမပြစ်သူကိုနှုတ်ဆက်ပြီးတော့မိဘတဲ့အလဲပြန်မယ်လို့ပြောပြီးတော့အိမ်ကနေထွက်လာခဲ့တော့တာပေါ့မိဘတံပြန်ရင်လည်းအဆင်မပြေနိုင်တာကြောင့် ကာကာလေးကကန်းဆန်နာထိုင်ရင်းနဲ့တွေးတောနေတဲ့ကာကာကငါဘာလုပ်ရတာကိုနှစ်သက်တလေလို့ပေါ့ဒါပေမဲ့ဘလူးမှတွေးလို့မရဖြစ်နေရတာပေါ့နေဝေချင်းရောက်ခန့်နေတဲ့အချိန်ကန်းဆန်နာကနေအဖိုးကြီးတယောက်ကကာကာနာကိုတောင်ဝင်လေးတစ်ချောင်းကန်ပြီးရရှောင်းနှန်းလာခဲ့တဲ့လူလေနေရဝင်တော့မယ်အိမ်မပြန်သေးဘူးလားဒီတော့ကာကာလေးကလည်းစိတ်ပြန့်စွာနဲ့ပြန်ပြေးလိုက်တယ်တဲ့ ျွန်တော်ကဘာလုပ်ရတာကိုနှစ်သက်တလဲလို့တွေးနေရပါ။တိုင်းမဲ့တွေးလို့မရအောင်ဖြစ်နေလို့ပါ။တွေးလို့ရမှအိမ်ပြန်မယ်။အရင်လိုပြန်ပြောလိုက်တဲ့ကွယ်။ဒီတော့အဖိုးကလည်းသဘောကျစွာရှိမောင်းနေ။ဒါဆိုလူလေးကဘာကူမှလုံရတာမနစ်သက်လို့နေမှာပေါ့။အရင်လိုပြောလိုက်တော့မှကာကာလေးတတိယသွားတော့ပေါ့ကွယ်။ကာကာလေးကအကလေးငါဆူတဲ့ရွာလေးကိုမိုးရွာအောင်လှုပ်ပေးခြင်းနဲ့ ဒီလိုနဲ့အဖိုးကရှိရင်နဲ့ဖြစ်နိုင်ပါမလားလူလေးရယ်လို့ပြန်မိတယ်တဲ့ကာကလေးကလည်းအဖိုးရဲ့ကိုယ်သဘောချတာကိုလုပ်ပြီးတရားအောင်နေရဖြစ်ပါတယ်လို့ပြန်ပြေတဲ့ဒါပေမဲ့အဖိုးရဲ့ကျွန်တော်သဘောချတာလုပ်ဖို့ကကြောင့်မူးကမရွာဘူးအဖိုးရဲ့အဲဒီလိုညှို့ညွှန်စွာနဲ့ပြန်ပြေလိုက်တယ်တဲ့အဖိုးလည်းကာကရဲ့ဖြေကိုသဘောချသွားပြီးတော့ကာကလေးကိုညှက်လေးသုံးကောင်လက်ဆောင်ပေးလိုက်တယ်တဲ့ ီးရအဖိုးကလူလဲနှစ်သက်တာကိုစူတောင်းပြီးတော့ငှက်ကလေးတွေကိုလွတ်လိုက်ပါလို့ပြောရတဲ့ဒီရကားကလေးကမနေ့သက်တဲ့တန်ခါတဲ့ဘဝမုံဆိုးဘဝမှာလွမြောက်နိုင်ပါစေစူတောင်းပြီးတော့ငှက်လေးတစ်ကောင်ကိုလွတ်လိုက်တဲ့ပထမတစ်ကောင်လှုပ်ပြီးရနဲ့အကားလင်ကရွာကြီးမှာမူးများစွာရွာပြီးတော့ရေပေါ်များကစိုက်ပျိုးရည်ဖြစ်ထုံးပါစေလို့စူတောင်းလိုက်တော့တာပေါ့စူတောင်းလို့ပြရတဲ့ကားကလေးက ဒုတိယမြောက်ငန့်လေးကိုလည်းလှုပ်ပေးလိုက်ကြတော့ပေါ့တတိယတစ်ကောင်ကတော့ငှက်သုံးကောင်လက်ဆောင်ပေးရဲ့အဖိုးကိုပြန်တွေ့ရပါစေလို့ဆုတောင်းလိုက်တဲ့ကွယ်ဒီတော့အဖိုးလည်းပြန်ရောက်လာခဲ့တော့တာပေါ့အဖိုးကခါခါကိုပြုံးကကြည့်ရင်းနဲ့လူလေဘာလို့အဖိုးကိုပြန်တွေ့ချင်ရလဲညာလေးတွေထက်လို့ကျင်လို့လားအဲ့ဒီလိုမေးလိုက်တဲ့ကွယ်ဒီတော့ခါခါလေးကအဖိုးကိုကျေးဇူးဆက်ချင်လို့ပါလို့ပြန်ဖြေရဲ့အဖိုးလည်းသဘောချသွားတော့တာပေါ့ ဒါပေမဲ့အဖိုးကိုကျေးဇူးဆက်ဖို့မလိုပါဘူးကွယ်။အဖိုးမှလိုက်တဲ့စကားကိုလက်ခံပြီးကျင့်သုံးနေရပဲအဖိုးကျင်းနေပါလေကွာ။အဲဒီလိုပြန်ပြေးလိုက်တယ်တဲ့။ကာကလီနဲ့နားမလည်စွာနဲ့ပဲအဖိုးကကျွန်တော်ကိုဘာမှခဲ့လို့လဲ။အဲဒီလိုပြန်ပြေးလိုက်တယ်တဲ့။ဒီတော့အဖိုးကအဖိုးကကာကရဲ့ငယ်စရာပါ။အဖိုးကလူဘွားကနေစုံမကွင်လုံသွားပြီးတော့အဖိုးပြုခဲ့တဲ့ကုသိုလ်ကြောင့်နတ်သားတစ်ပါးပြည့်ခဲ့ရတာပါ။ အဲ့ဒီလိုရှင်းပြလိုက်တဲ့အခါကားကားလေးလည်းအလိုအံ့ဩသွားတော့ပေါ့ပြီးတော့အရန်လဲကျေးဇူးတင်နေတော့ပေါ့ကွယ်ဒီလိုနဲ့အကလင်္ကာမြို့လေးကမိုးရွာသွန်းလာပြီးစိုက်ပျိုးရေးလည်းဖြစ်ထွန်းလာခဲ့တယ်တဲ့ဒီတော့ကားကားလေးနဲ့သူ့နှစ်သက်တာကိုစိတ်တိုင်းကြလို့ပြီးတော့တရားစွာနေနိုင်ပြီပေါ့ကွယ်ကားကားကမိမဖြစ်သူနှောင်းနှောင်းနဲ့အတူ ရောင်ရွှင်စွာနဲ့စိုက်ပျိုးလုပ်ကင်နေတော့တာပေါ့အဲ့ဒါပြင်မိမဖြစ်သူများတန်တဲ့ နှစ်စဉ်ကရော့ပစ္စည်းများနဲ့အတူသွားရောက်လက်ပတ်နိုင်တော့ပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကိုနားဆင်ပြီးတော့မောင်လေးညမလေးတို့တွေလည်းနှစ်သက်ရအောင်လုပ်ကမ်းပြီးတော့တရားအောင်နေနိုင်ကြပါစေကွယ်တင်ဆက်ပေးခဲ့တဲ့ပုံမြင်လေးကိုကြည့်နေတဲ့လေ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါဦးရှင်။နားဆင်ပေးခဲ့တဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။